ဘယေမဟာဝချီယာလောင်ကွန်ရဲ့မေတော်ကြီးခတ်သူမိဖုရားကြီးတီရခိထာတတ်တော်93နှစ်အရွယ်မှာအောက်တိုဘာလ24ရက်ထွိုင်းစံတော်ချိန်ည9:27နာရီမိနစ်ကကန်းကုံအနိစာရောက်သွားခဲ့ကြောင်းထိုင်းနိုင်ငံတော်ဝန်ဘယင်းအိမ်တော်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။မိဖုရားကြီးတီရခိထာ2019ခုနှစ်စက်တင်ဘာလကတည်းကဘယင်းချူလာလောင်ကွန်အထင်းအမှတ်ဆွေးရုံမှာတက်ရောက်ကူတာမှုခံယူနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ18ရက်နေ့ကစလို့ထွိုင်းနှွင်အစိုက်တက်တဲ့ဝေနာကြောင့်ဆရာဝန်ကြီးတဲ့နဲ့ဆဲဘတ်ပညာရှင်အဖွဲ့တွေကအထူးကြမှတ်ကူတာပေးခဲ့ပေးမယ်လေအခြေအနေထူးခြားဒုတက်မလာပဲအောက်တိုဘာလ24ရက်နေ့ညမှာကန်ကုန်သွားခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်နယ်ရဆန်သွားပြီဖြစ်တဲ့ယာမဂူမယင်ကြီးဘူမိဘအဒူယာဒတ်နဲ့မိဖုရားကြီးတီရိခိတော်မှာတားသမီးလေဦးချီပြီးအကြီးဆုံးသားမဟာဝချီယာလောင်ကွန်ကယာမဆယ်ဖွဲ့မြင်တဲ့လက်ရှိထိုင်းနိုင်ငံရဲ့ဘယင်ကြီးဖြစ်ပါတယ်။ ။ဘရင်ကမယ်ရော်ဂျီရဲ့ဆရာပနာကိုထိုင်းတော်ဝင်အစင်အလာတွင်နဲ့အမြင့်ဆုံးဂွန်ပြူကျင်းပသွားဖို့ညွှန်ကြားထားပါတယ်။တော်ဝင်အဖွဲ့ဝင်တွေနဲ့တော်ဝင်နန်းသွင်းအရာရှိတွေအကဝန်နေချင်းအထင်အမှတ်ကာလကိုတနှစ်တက်မှတ်ပေးလိုက်ကြောင်းတော်ဝင်နန်းတော်ကထုတ်ပြန်ခဲ့ပါတယ်။ဝင်းကြီးချုပ်ရထုတ်ပြန်ချက်အရအရပတ်ဝင်ထမ်းတွေအတွက်ဝန်내ရှင်ကာလကိုတနှစ်တက်မှတ်ပြီးအများပြည်သူတွေအနေနဲ့တော့ရက်90ကျောင်းဝန်내ရှင်အထင်အမှတ်ဖြစ်အနက်ရောင်တော့မဟုတ်မဲမောင်တဲ့အယောင်ရှိတဲ့အဝတ်စားတွေကိုဝတ်ဆင်ကြဖို့တောင်းဆိုထားပါတယ် မိဖုရားကြီးတီရိခိရဲ့ရုပ်အလောင်းကိုတော်ဝင်နန်းတော်ရဲကဒုစိမဟာပါရဆတ်တလွန်ဆောင်မှပြင်ဆင်ထားရှိပြီးဂါရဝဖြူခံယူမယ်လို့လည်းတော်ဝင်နန်းတော်ကထုတ်ပြန်ထားပါဗျ။